ဒီကမိတ်ဆွေညီကိုတွေအားလုံးမင်္ဂလာပါ။အနည်းငယ်တော့ကျွန်တော်ရွေးချယ်ပေးကြလိုက်တဲ့ပထမဦးဆုံးဗီဒီယိုဖိုင်မှာတော့ကားရဲအမာတီဘော်ဒီ၊ပါဖော့ဘော်ဒီနဲ့ဂိုးပေါင်းအောက်၊ခလာစာတဲ့ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကျွန်တော်သုံးပွဲရွေးချယ်ပေးရမှာကျွန်တော်၅ကွက်မှန်ကန်အောင်ကျွန်တော်ရွေးချယ်ပေးပေးနိုင်ခဲ့ပြီးတော့ဒုတိယဗီဒီယိုဖိုင်မှာတော့ချက်စီဘော်ဒီနဲ့ဒေါမွန်ဘော်ဒီတို့ရှုံးနေခဲ့ပေမဲ့နျူကာဆယ်ဘော်ဒီနဲ့ဒေါမွန်ဂိုးပေါင်းအောက်တို့အောင်မြင်မှုရရှိခဲ့တာကြောင့် တော့ဒုတိယဗီဒီယိုဖိုင်မှာတော့အနိုင်ဆုံးထပ်ပေါ်ခြင်းမရှိဘဲနဲ့တေရလက်တာထပ်ပေါ်ခဲ့ပြီးတော့ပထမဗီဒီယိုဖိုင်မှာမိတ်ဆွေတို့၅ကွက်စလုံးလိုက်ဆော့မယ်ဆိုရင်တော့မောင်းမအောင်မြင်မှုရရှိမယ်ကျွန်တော်ရဲ့ရွေးချယ်မှုမှန်ကန်တဲ့သုံးသပ်ချက်တူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီပေါ်များချင်းရင်ကျွန်တော်ကို subscribe လုပ်ပေးပါကျွန်တော်ဗီဒီယိုတင်တိုင်းမိတ်ဆွေတို့အလွယ်တကူသိရှိသွားနိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်အားပေးတဲ့ဖန်လေးကျွန်တော်ဗီဒီယိုတင်တိုင်းလက်မတယောက်တစ်ချက်စီနှိပ်ပြီးတော့ကျွန်တော်ကိုအားပေးပြီး support ပေးလို့ရပါတယ် share ပေးလို့ရတဲ့မိတ်ဆွေညီကိုများရှိရင်ကျွန်တော် share ပေးခြင်းပဲကျွန်တော်ကိုကူညီပေးလို့ရပါတယ်မနေ့ကတော့ကျွန်တော်ရဲ့ဗီဒီယိုတွေမှာ like အားပေးမှုအရန်ကိုနည်းတယ်လို့ကျွန်တော်ခံစားရတဲ့အတွက်ကျွန်တော်ဖန်လေးလက်မတယောက်တစ်ချက်နှိပ်ပေးပါလို့ကျွန်တော်မှတောင်းဆိုခြင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကမိတ်ဆွေတို့ကိုဘယ်လောက်ထိအကျိုးပြုလဲဆိုတာ မိတ်ဆွေတို့ဗီဒီယိုတွေပြီးဆုံးအောင်ကြည့်မယ်ဆိုရင်မိတ်ဆွေတို့သိရှိနိုင်ပါတယ်ဒီနေ့မှလည်းကျွန်တော် Telegram Channel မှာကျွန်တော်မောင်းတွဲတွေတင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram Channel ကိုလည်း Rider ပေးကြဖို့ကိုကျွန်တော်မှပြောခြင်းပါတယ် Telegram link ကိုကျွန်တော် comment မှာမိတ်ဆွေတို့အတွက်ကျွန်တော်ချထားပေးမှာဖြစ်ပြီးတော့မနေ့ကကျွန်တော် Telegram Channel မှာလည်းအာဇီနနာကိုပေါင်းပေါ်ဂါဒါစာတွေဘော်ဒီနဲ့နော်ဝေဘော်ဒီတို့ရွေးချယ်ပေးကြရမှာတော့ကြာစွန်းလောက်တပွဲတာရှုံးနေရတဲ့အဆင်ပြေမယ်လို့ကျွန်တော်မှ ကျွန်တော်ရဲ့ fan တွေအတွက်ကျွန်တော်ယုံကြည်ထားပြီးတော့ဒီနေ့မှာတော့ယူပါလိဘိုးဘွဲကျွန်တော်သုံးသက်ရွေးချယ်ပေးမှာဖြစ်ပြီးတော့ပထမဗီဒီယိုဖိုင်မှာတော့၅ဘွဲရွေးချယ်ပေးမှာဖြစ်ပြီးတော့နောက်ထပ်ဗီဒီယိုဖိုင်မှာတော့၄ဘွဲဆိုပြီးတော့ကျွန်တော်ရွေးချယ်သုံးသက်ပေးသွားမှာလည်းဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အနည်းကတော့ကျွန်တော်ရဲ့ VIP တရွေးချယ်မှုကတော့မိမိက body ကိုကျွန်တော်ရွေးချယ်မှုမှာယွင်းခဲ့တဲ့အတွက်မနေ့ကတော့ကျွန်တော်ရဲ့ VIP member ပန်နေညနာခဲ့ရတဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးနိုင်ပွဲရရှိအောင်ကျွန်တော်ကြိုးစားမှာဖြစ်ပြီးတော့မောင်းတွေလည်းမန်မာမောင်းတွေရောဖီမောင်းတွေလည်းကျွန်တော်အောင်မြင်မှုရရှိအောင်ကျွန်တော်ကွန်ဖရင့်လိပွဲစဉ်တွေနဲ့ကျွန်တော်တွဲရက်ပြီးတော့ကျွန်တော်နိုင်ပွဲရရှိအောင်ကျွန်တော်ကြိုးစားပေးမှာလည်းဖြစ်ပါတယ်ပထမအဦးဆုံးပွဲစဉ်အဖြစ်ဘေးဆယ်နဲ့စတူအာဘူခါတဲ့အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးမှာလည်းဖြစ်ပါတယ် SCSB ကတော့စတူဂါဘူခါတဲ့အတင်းနဲ့ဖြစ်ပြီးတော့တစ်ချိန်လုံးကရူမနီးယားလိမှာ နာမည်ကြီးတဲ့အတင်းတင်းဖြစ်အတင်းတင်းဖြစ်ပြီးတော့ချန်ပီယံလိပြိုင်ပွဲမှာလည်းတကြိမ်ပိုဆွဲထားနိုင်ခဲ့တဲ့အတင်းကြီးတတင်းနဲ့ဖြစ်ပါတယ်အခုနောက်ပိုင်းပွဲစဉ်မှာတော့ကာဇာနမခေါ်ယူမှုအားနည်းခဲ့ပြီးတော့ခြေစွမ်းအနှဲငယ်ညံပြင်းမှုရှိလာတဲ့အတင်းတင်းဖြစ်ပြီးတော့နောက်ဆုံးပြည်တွင်းပြိုင်ပွဲမှာတော့သုံးဝက်ဆက်တိုက်အနိုင်ရရှိပြီးတော့ခြေစွမ်းပြန်လည်ကောင်းမွန်လာတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်စတူအာဘူခါတဲ့အတင်းကတော့ က်ရှိအဆင့်28နေရာမှာယက်တည်နေပြီးတော့တပွဲတာအနိုင်ရရှိထားပြီးတော့နှစ်ပွဲရှုံးနေထားတဲ့၃မှတ်တာစုဆောင်ထားနိုင်တဲ့သူဝဘူကတဲ့ခြေစွမ်းကိုတတော်တို့ယုံကြည်ရနိုင်ပါမလားဆိုတာတော့စဉ်းစားမဲ့ပွဲစဉ်လည်းဖြစ်ပြီးတော့ယူပါလိပွဲစဉ်တွေကိုကစားမဲ့ဆိုရင်တော့မိတ်ဆွေတို့အထူးတတိထားပြီးကစားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီပြိုင်ပွဲတွေကပိုကီတွေအနိုင်ရလိမ့်ရှိပြီးတော့ကမောက်ကမတ်ရလိမ့်ပြီးအများအားထပ်ပေါ်တတ်တဲ့ပွဲစဉ်တွေလည်းဖြစ်ပါတယ်။ဒေဇယ်အတင်းကလည်း ဆွစ်ဇာလန်ကလပ်အသင်းဖြစ်ပြီးယူပါလီမှာနိုင်ပွဲတစ်ပွဲသာရရှိထားပြီးတော့အဆင့်24နေရာမှာရပ်တင်နေပြီးတော့နှစ်ပွဲရှုံးနေထားတဲ့အသင်းတစ်သင်းနဲ့ဖြစ်ပါတယ်။ဘေဆယ်ရဲ့ခြေစွမ်းကလည်းပြည်တွင်းမှာနောက်ပိုင်းကစားပေါ်အနှဲငယ်ကျဆင်းလာပြီးတော့အဆင့်နှစ်နေရာအထိရောက်ရှိနေတဲ့အသင်းတစ်သင်းလည်းဖြစ်ပြီးတော့ဘေဆယ်ရဲ့ယူပါလီဖြတ်တန်းမှုရလက်တွေကတော့ကောင်းမွန်ခြင်းမရှိဘဲနဲ့၃ပွဲရှင်သန်ပြီးရမှာ၉ပေါ်တစ်ပွဲသာအောင်မြင်မှုရရှိသားပြီးတော့၉ပေါင်းအောက်၂ပွဲ ဆိုပြီးတော့အနိုင်ရရှိတာတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။လက်ရှိဘေးဆယ်ရဲ့ဖွင့်လင်းမှုခြေတန်းက 1D ဘိုးပေါင်း3လုံး30အနိုင်ဆိုပြီးဖွင့်လင်းထားပါတယ်။ 1D ခြေတန်းတွေကတော့အပေါ်ကြီးအောင်မြင်မှုအောင်မြင်ဖို့မလဲကူနိုင်တဲ့ခြေတန်းတွေဖြစ်ပြီးတော့အောက်အသင်းကလည်းကိုရနိုင်တဲ့ဖွင့်လင်းမှုခြေတန်းလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဘိုးပေါင်း3လုံး30နိုင်ဖွင့်လင်းထားတဲ့ဘိုးပေါင်းဖွင့်လင်းမှုတော့ကျွန်တော် body ကိုရှောင်ပြီးတော့ဘိုးပေါင်းပေါ်တောင်းနေတာတိုက်နေတတ်ပါတယ်။စတူအာဘူခါလက်လိုအသင်းမျိုးကလည်း မထင်မထင်သလိုကိုပေါ်ကစားတတ်တဲ့အတင်းလဲဖြစ်ပြီးတော့လက်ရှိယူပါလိရှင်ပြိုင်တာတဲ့၃ပွဲမှာတော့စတူဝါဘူခါတဲ့အတင်းကလည်းကိုပေါ်တပွဲတာအောင်မြင်မှုရရှိလာပြီးတော့ကိုပေါ်နှစ်ပွဲကိုအောင်နှစ်ပွဲအောင်မြင်မှုရရှိလာတဲ့အတင်းလဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာ Holy J 1ဒီကိုပေါင်း3ဒီခြေတန်းမှာတော့တုံးလုံးသုံးတဲ့အနိုင်ခြေတန်းမှာတော့ပြင်းရှားမှုရှိနေတဲ့ကိုပေါင်းပေါ်ကိုပဲကျွန်တော်တိုက်ညက်တတ်ပါတယ်။နောက်ထပ်ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်တစ်ပွဲကတော့ဒိုင်းမိုစာကလတ်နဲ့ ချက်တာဖီကိုအတင်းတော်ကြီးပွဲစဉ်လည်းဖြစ်ပါတယ်။ဒိုင်မိုဇဂလက်ကလက်ရှိယူပါလိမှာချစ်စွမ်းပြသထားတဲ့အတင်းလည်းဖြစ်ပြီးတော့ရှုံးပွဲမရှိနဲ့တပွဲနိုင်တပွဲတည်ရလက်ထပ်ပေါ်ထားတဲ့အတင်းတင်းဖြစ်ပါတယ်။ယူပါလိလောင်းကြီးအောင်မြင်မှုမှာတော့နှစ်ပွဲအနိုင်ရရှိသားပြီးတော့တပွဲသာကြာ30လောက်ရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ခရိုအေးရှားလိမှာလည်းအဆင့်1နေရာမှာဥဆောင်ဥဆောင်နိုင်တဲ့အတင်းကြီးတင်းဖြစ်ပြီးတော့ချန်ပီယံလိအတွေ့အကြုံကျွဲဝနေတဲ့တင်းတဲ့တင်းပြတ်တာကြောင့်ဒီနေ့အိမ်ကွင်းပွဲစဉ်မှာရော ဘလောက်ထိဆက်သပီပိုကိုဒုက္ခပေးလာနိုင်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အတင်းလေးဖြစ်ပါတယ်။ဆက်သပီကိုကတော့ဒိုင်မိုဇာဂရန်နဲ့ရှင်ရင်တော့ဥရောပအတွေ့အကြုံနှုန်နယ်တဲ့အတင်းတင်းဖြစ်ပေမဲ့လည်းစပိန်ရဲ့ကစားဟန်ကိုရှော့တွက်ထားလို့ရောမရတာကြောင့်ရဲ့ချစ်စတာဖီကိုရဲ့ယူပါဠိဖြတ်တမ်းမှုကလည်းနှစ်ပွဲအနိုင်ရရှိသားပြီးတော့တပွဲသာရှုံးနေထားတာကြောင့်စတာဖီကိုရဲ့လောင်းကြီးအောင်မြင်မှုကလည်းယူပါဠိမှာနှစ်ပွဲအနိုင်ရရှိသားတဲ့အတင်းတင်းလေးဖြစ်ပါတယ်။ ။တသာပြည်ကနောက်ဆုံးစပိန်လာဒီကလေးပွဲဆက်အနိုင်ရတိုင်ပွဲစုံလေးပွဲဆက်အနိုင်ရရှိထားပြီးတော့လေးပွဲစလုံးနဲ့လေးပွဲစလုံးမှာလောင်ကြီးအောင်မြင်မှု၃ပွဲအထိရရှိထားပြီးတော့လောင်ကိုပါသေးရဖလားပွဲတစ်ပွဲတာလောင်ကြီးရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနှစ်ပွဲစဉ်မှာဒိုင်မိုဆာလက်ကိုအနိုင်ရရှိသွားမလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်။ဖွင့်လှစ်မှုခြေတန်းလေးဖြစ်ပြီးတော့ဒီနေ့ဖွင့်လှစ်ထားတဲ့ခြေတန်းအနေထားမှာတော့ ိုင်မိုဆာဂရန်နဲ့ဆက်တာဖီကိုတို့ရဲ့ဖွင့်လင်းမှုကြေကျော်ကဒဲဂျီအနေဒါဖြစ်ပြီးတော့ဘိုးပေါင်းတူးရှုံးဆိုပြီးဖွင့်လင်းထားပါတယ်ဒီပွဲစဉ်မှာတော့ဒဲဂျီအနေဒါဖွင့်လင်းထားတဲ့ဘော်ဒီအန်ဂျီအနေဒါအရကြိုက်တဲ့ပတ်နေဆိုပြီးတော့ဘိုဂီတွေကပေးထားပုံအရတော်ယုံထိုးသားကဆက်တာဖီကိုကိုဒီနှစ်ပွဲစဉ်မှာတော့အနေရဲအောင်ဘိုဂီတွေဖွင့်လင်းထားတဲ့ပုံစံကိုကျွန်တော်ကြိုက်နေတဲ့တင်ရှိတာကြောင့်ဆက်တာဖီကိုဘော်ဒီတချောင်းလေးကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်ဒီပွဲစဉ်မှာတော့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ မချီလန်နဲ့စက်တစ်အတင်းတို့ဤပွဲစဉ်လည်းဖြစ်ပါတယ်မချီလန်ကတော့ဒိမက်ကလပ်အတင်းပြီးပြီးယူပါလိပွဲစဉ်မှာလောင်းတီ၃ဘွဲ့ဆက်တိုက်အောင်မြင်မှုရရှိထားတဲ့အတင်းတင်းလည်းဖြစ်ပြီးတော့၃ဘွဲ့ဆက်လုံးအနိုင်ရရှိထားတဲ့အကောင်းဆုံးယူပါလိပွဲစဉ်တွေကိုခြေစမ်းပြသထားတဲ့အတင်းတင်းလည်းဖြစ်ပါတယ်မချီလန်ရဲ့တိုက်စစ်က၃ဘွဲ့မှာ၈ကိုးအထိတွင်းယူနိုင်ခဲ့ပြီးတော့၂ကိုးသာခွင့်ပြုထားတဲ့ခံစစ်ကြောင်းအားလည်းအင်မတန်ကောင်းမွန်မှုရှိနေတဲ့အတင်းတင်းလည်းဖြစ်ပါတယ် မကြီးလန်းတော့ပြည်တွင်းပြိုင်ပွဲမှာတော့အဆင့်နှစ်နေရာမှာဥဆောင်ထားပြီးတော့အဆင့်တက်ကအတင်းနဲ့ရမန်နှမန်အထိကွာဟနေတဲ့အတင်းအတင်းနဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့မကြီးလန်းကရောဒီနေ့ယူပါဠိပွဲစဉ်မှာ၄ဘောချက်တက်အနိုင်ရရှိပြီးတော့ဇယားထိတ်မှာဥဆောင်ဝင်ရရှိမလားဆိုတာတော့ရှောက်တည်ရမယ်ပွဲစဉ်လည်းဖြစ်ပြီးတော့စက်တစ်အတင်းကတော့ညပြပြောင်းလဲမှုနဲ့အတူမာတင်အုံနဲ့ကင်တွယ်တဲ့အချိန်ကအချိန်မှာတော့နှစ်ပွဲသက်အနိုင်ရရှိထားပြီးတော့ ဒီနေ့ယူပါလိပွဲစဉ်မှာလည်းရောထပ်မံအနိုင်ရရှိနိုင်မလားဆိုတာကိုကျွန်တော်စောင့်ကြည့်ရမယ်အတင်းကြီးတင်းလေးဖြစ်ပါတယ်။စက်တက်ကတော့မဂျေလန်နဲ့ရှင်တော့ဥရောပအတွေ့အကြုံပို့ပြီးကြွယ်ဝနေတဲ့အတင်းတင်းဖြစ်ပြီးတော့ချန်ပီယံလိပြိုင်ပွဲမှာနှစ်တိုင်းလွန်လို့ရှင်ပြိုင်နေရတဲ့အတင်းဖြစ်ပေမဲ့လည်းဒီနေ့မှာတော့ခြေစွမ်းနှိပ်ကျလာတဲ့နဲ့အတူယူပါလိကိုစင်ကစားရတဲ့အတင်းတင်းလေးဖြစ်ပါတယ်။စက်တက်ကတော့ယူပါလိမှာသုံးပွဲရှင်ပြိုင်ပြီးရမှာတော့တပွဲတည်းတပွဲအနိုင်တပွဲရှုံးနေတာတဲ့အတင်းတင်းလေးဖြစ်ပါတယ်။ဒီနေ့ဖွင့်လှစ်ထားတဲ့ ရကျေးလမ်းရဲ့ပေါက်ကြီးကတော့၁၁လို့အတင်းမျိုးကိုအိမ်ကွင်းကနေ level 80အရှုံးနဲ့ဘိုးပေါင်း320အနိုင်ဆိုရင်ဖွင့်လင့်ထားပါတယ်ဒီကျင်းနေတော့ကြည်ကျင်းအဖြစ်တော့ဖွင့်လင့်မှုဘော်ဒီကြေးတန်းအနည်းငယ်ပြင်းရှားမှုရှိနေတယ်ဖွင့်လင့်မှုကြေးတန်းနဲ့ဖြစ်ပြီးတော့ဘိုးပေါင်း320နဲ့ကြေးတန်းကတော့ဘာမဆိုဖြစ်သွားနိုင်တဲ့ဘိုးပေါင်းဖွင့်လင့်မှုကြေးတန်းဖြစ်တာကြောင့်လက်ဆောင်ရှင်ပြီးတော့ဒီဘောဆက်တဲ့အနိုင်ရရှိဖို့ကိုကြိုးစားအားထုတ်လာမယ်ကြေးလမ်းဘော်ဒီကိုဒါကျွန်တော်ကြိုက်ညက်တတ်ပါတယ် နောက်ထပ်ရွေးချယ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲကတော့ဥထွန်းနဲ့ပေါ်တိုဝတင်းတို့၏ပွဲစဉ်လည်းဖြစ်ပါတယ်။ဥထွန်းကတော့ Netherlands ကလပ်အသင်း PP ယူပါလိပြိုင်ပွဲမှာတော့ချီဆွမ်းအမတန်ကိုညံ့ပြင်းနေတဲ့အသင်းတစ်သင်းလည်းဖြစ်ပြီးတော့၃ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။လက်ရှိမှာလည်းယူပါလိ၃ပွဲချင်းမြင်ပြီးရမှာရာဂိုးတကူမှမရှိဘဲနဲ့ပေကို၄ကိုဆိုပြီးတော့ချီဆွမ်းညံ့ပြင်းနေတဲ့အသင်းတစ်သင်းဖြစ်သွားရအခုနောက်ပိုင်းမြစ်တွေမှာ Netherlands ကလပ်တွေကဥရောပပြိုင်ပွဲတွေမှာ ဘယ်မှာကောင်းများစွာမရှိတော့တဲ့အနေအထားကြောင့်ရှင်ပြန်ရအားနည်းလာတဲ့အတင်းတွေလည်းဖြစ်လာပါတယ်။ဒါကြောင့်မလို့ဥထွေးရဲ့လက်ရှိပြည်တွင်းကြလက်မှာတဲ့အလေလက်အဆင့်လောက်သာရှိပြီးတော့ယုံကြည်လို့မရတဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့အတင်းတင်းလည်းဖြစ်ပါတယ်။အဆင့်9နေရာမှာသာရပ်တည်နေပြီးတော့၆ဘွဲ့၅ဘွဲ့လောက်ရှုံးနေထားတဲ့ဥတဲ့ဥထွေးရဲ့ခြေစွမ်းကိုတော့ကျွန်တော်တို့ဘလို့မှယုံကြည်လို့မရတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ပေါ်တိုအတင်းကတော့ ပေါ်တူဂီလီမှာလည်းအဆင့်တနေရာနဲ့ဥဆောင်ထားပြီးတော့ယူပါလီပွဲစဉ်မှာတော့ပေါ်တူကနှစ်ပွဲထိအနိုင်ရရှိသားပြီးတော့တပွဲသာရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ပေါ်တူကတော့ဒီပွဲစဉ်ကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တော့1 to 8တဲကိုဝင်နိုင်မဲ့အတင်းတင်းဖြစ်တာကြောင့်အမားခံလို့တော့မရပါဘူး။ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာမထင်မှတ်ပဲနဲ့တော့တင်ရဖော်ဒက်ကိုရှုံးနေထားတဲ့အတင်းတင်းဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်မှာတော့ခြေစွမ်းညံ့နေတဲ့ဥထရော့ကိုတော့အနိုင်ကန်လာနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်မှယုံကြည်ထားပါတယ်။လက်ရှိပေါ်တူရဲ့ ွင့်လင်းထားတဲ့ဂျေးတန်းကတော့အဝေးကွင်းကနေပြီးတော့ပေါ်တူက1 plus 30အနိုင်ဘိုးပေါင်း380အနိုင်ဆိုရင်ဖွင့်လင်းထားပါတယ်ဒီဂျေးတန်းအနေထားကိုကြည့်ချင်းအားဖြင့်တော့အပေါ်ဆုံးအောင်မြင်ဖို့မလွယ်ကူနိုင်တဲ့ဂျေးတန်းဖြစ်လာနိုင်တာကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ပေါ်တူဘော်ဒီနဲ့ဘိုးပေါင်းအောက်ကူတော့ရွေးချက်ချင်ပါတယ်ပေါ်တူဘော်ဒီကိုပုံမူကြိုက်နေတက်ပြီးတော့ဘိုးပေါင်းအောက်ကူတော့မိတ်ဆွေတို့ကာဆော့မယ်ဆိုရင်တော့နှစ်ချက်ကွက်မရှုံးနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်မှယုံကြည်ထားပါတယ်ဒီပွဲစဉ်ကိုတော့ ောက်ထပ်ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပွဲစဉ်ကတော့ကပတာဇီဘတာနဲ့လိုင်လီအတင်းတို့ဤပွဲစဉ်ဖြစ်ပါတယ်ကပတာဇီဘတာကတော့စာပိယကလပ်အတင်းတင်းဖြစ်ပြီးတော့ပြည်တွင်းတိုင်ပွဲမှာအဆက်တင်နေရတဲ့ဥဆောင်ထားမှုရှိပေမဲ့လည်းဒီဘာလီတိုင်ပွဲမှာတော့အခုတည်းကနိုင်ပွဲမရရှိသေးပါနဲ့တပွဲသေးနှစ်ပွဲရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ် ကပဒစီပဒါတော့တိုက်စစ်ဖွင့်ဆွဖွင့်ဆွဖွင့်ကန်လေးအတင်းတင်းဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်မှာရောလိုင်းလီနဲ့ပွဲစဉ်မှာဘိုးတွေအများကြီးဆိုင်နေတွေ့ရနိုင်မလားဆိုတာတော့စောက်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပြီးတော့လိုင်းလီကတော့ပြင်သစ်ကလပ်အတင်းပြပြီးယူပါလီတိုင်ပွဲမှာနှစ်ပွဲအနိုင်ရရှိထားပြီးတော့တပွဲသာရှုံးနေတာတဲ့အတင်းတင်းဖြစ်ပြီးတော့ရမတ်6မတ်စုဆောင်းထားနိုင်တဲ့အတင်းနဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့ယူပါလီပွဲစဉ်မှာတော့ POK ကိုမထင်မှတ်ပဲနဲ့အိမ်ကွင်းမှာ လေးခု၃ခုဆိုပြီးရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့နိုင်လီကနေပြီးတော့အဝေးကွင်းကနေကာဘတာစီဘတာကိုလဲပဲ30အရှုံးဘိုးပေါင်း၃လုံး30အနိုင်ဆိုပြီးဖွင့်လှစ်ထားပါတယ်ဒီပွဲစဉ်မှာတော့ကာဘတာစီဘတာတော့နိုင်လီတက်ပုံမှုအမှတ်လိုအပ်နေတဲ့လိုအပ်လာတဲ့အတင်းတင်းဖြစ်တာကြောင့်ဖွက်ကန်လာနိုင်တဲ့ပွဲစဉ်လည်းဖြစ်လာနိုင်ပြီးတော့လိုင်းဒီရဲ့ ခံစက်ကလည်းမထင်မထင်သလိုညံပြင်းတက်တဲ့အတင်းတင်းဖြစ်တာကြောင့်အဝေးကွင်းအားနည်းမှုရှိလာနိုင်တဲ့ lineley body ကိုတတော်လက်ချောင်ချင်ပြီးတော့အပြန်အလှန်ဂိုးတင်းမှုတွေအချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ပွဲစဉ်ဖြစ်လာနိုင်တာကြောင့်ဘောပေါအပေါ်ကိုဒါကျွန်တော်စွန့်စားရွေးချယ်ခြင်းပါတယ်ဒီပွဲစဉ်ကိုတော့အားလုံးဒီနေ့ကျွန်တော်ရွေးချယ်ပေးလိုက်တဲ့ယူပါလိပွဲစဉ်၅ပွဲမှာတော့ ဒေဆင်နဲ့သူအာဘူခါနဲ့အတင်းတို့ပွဲစဉ်မှာတော့ကျွန်တော်ဂိုပေါင်းအပေါ်ကိုကြိုက်နေတက်ပြီးတော့ဒိုင်မိုဆာကရက်နဲ့ဆက်တာဖီကိုအတင်းတို့ပွဲစဉ်မှာတော့ဆက်တာဖီကိုဘော်ဒီတချောင်းလေးကိုဒါကျွန်တော်ကြိုက်နေတက်ပါလေမစ်ချီလန်နဲ့ဆက်တဲ့အတင်းတို့ပွဲစဉ်မှာတော့မစ်ချီလန်ဘော်ဒီကိုကျွန်တော်ကြိုက်နေတက်ပြီးတော့ဥထွန်းနဲ့ပေါ်တူအတင်းတို့ပွဲစဉ်မှာတော့ပေါ်တူဘော်ဒီနဲ့ဂိုပေါင်းအောက်ကိုကြိုက်နေတက်ပါတယ်ဘော်ဒီကိုပိုကြိုက်ပါတယ်ပေါ်တူပွဲစဉ်မှာတော့ ကပတာစီပတာနဲ့လိုင်းလီအတင်းတို့ဤဖွဲ့စဉ်မှာတော့အချိန်မရွေးအပြန်အလှန်ကိုသိမှုတွေဖြစ်ပေါ်လာနိုင်တဲ့ဖွဲ့စဉ်လို့ကျွန်တော်ယုံကြည်ထားတဲ့အတွက်ကိုပေါင်းပေါ်တောင်းနေတာတိုက်ညစ်တတ်ပါတယ်။နောက်တဲ့ဗီဒီယိုဖိုင်မှာကြန့်ရှိနေတဲ့ယူပါလိဖွဲ့စဉ်၄ဖွဲ့ကိုကျွန်တော်ရွေးချယ်တုံ့တက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီးတော့ကျွန်တော်ကျွန်တော်ကို support ပေးလို့ရပါတယ်။မိတ်ဆွေတို့ညမှာလည်းမိတ်ဆွေတို့အဆင်ပြေနိုင်ပွဲရရှိပါစေလို့ကျွန်တော်မှဆုတောင်းပေးပါတယ်မိတ်ဆွေများအားလုံးဝတ်လက်ပါ